ဘာသာအမွေကျွန်းလင်းနိုင်ပါစေဘုဒ္ဓသာလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံလောကဓမ္မေဟိလောကရန်တရားတို့ဖြင့်ဘုဒ္ဓသာတွေ့ကြုံလာရတဲ့ယတအချင်းယန္တာပုဂ္ဂိုလ်အားစိတ်တံစိတ်တိနာကံပတိမတုံလှုပ် အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်တယ်နော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီးဆိုရင်လောကရန်တရားဆိုတာသောသောရှင်မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုံလုံးမှုမရှိဘူး ဒီနေ့မှာတုံလှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနေမှုဖြစ်သွားတာကိုတုံလှုပ်တယ်လို့ပြောတာဘုံတို့တာမအဖြစ်ပုရုရှင်တွေကကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့ရှိရင်ဝမ်းနေကြတာလာဘိနာဥဏတော်လောကောအလာဘိနာသဩဏတော်လာဘလာဘိနာဧကထတာရိတာတမနာမမနောဇူလတုဘရာအနာရဝိန်တထေကြီးရဲ့တမီး နော်အယူဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်အောင်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြတာတွေရှိတယ်အဲ့ဒီမှာယန္တာအရှင်တို့ရဲ့ဂုံကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိနဩနတောလောကောအလာဘိနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ရှိလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ် လူကျင်တာလည်းမရဘူးလေဆိုရော တခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်တဲ့ဟုတ်လားလောကရဲ့သောနော်လာဘေနဥဏ္ဏတောလောကောအလာဘေနသဩဏ္ဏတောလာဘာလာဘေနဧကထာတရိတာတမနာမမငါကိုဝယ်နေတဲ့ကိရိတာကုန်ခန့်တဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရာခြင်းမရခြင်းကြောင့်စိတ်က တော့တုံလှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာပါလာပင်နဧကထာရှားခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှမျိုးဖြစ်မသွားဘူးတမျိုးလေးပဲငြိမ်ငြိမ်လေးပဲအဲ့ဒါလို့အစွမ်းရှိတယ်လို့ဇူလန်တူပါတာသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ်အဲသူရှစ်မျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရင်လေးရှိတယ်ဆိုရင်မြင့်မောက်နေရတယ် အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ်ကျနေကြတယ်။ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်။ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ်ကျနေကြတယ်။အချမ်းသာနေတယ်ဆိုရင်လည်းဘာလို့မြင့်မောက်နေကြတယ်။ဆင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ်။ဝမ်းသာခြင်းဝမ်းနေခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေးနေဟုတ်လားကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာနေကြတယ် မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝန်းနေနေကြတယ်။ဒါလောကရဲ့သဘာဝ။ကုယန္တာရှင်မြတ်တွေကြတော့အဲ့လိုမျိုးမဟုတ်ဘူး။နော်။ဘုဒ္ဓတာလောကဓမ္မေဟိစိတ်တန်ယတ္တနာကံပတိနာကံပတိတုံလုံးမှု မရှိဘူးတဲ့ဘလို့အတွေ့အကြုံတွေပဲတွေ့တွေ့ဘာကြီး ဖြစ်လို့နေနေသူ့စိတ်ထဲမှာဝန်းတာခြင်းဝန်းနေခြင်းဖြင့်တုံလုံးနေတာမျိုးမရှိဘူး။အတောကံစိတ်ထဲမှာစိုးရိမ်မှုလည်းမရှိဘူး။ ဝိရဇံစိတ်မှာຢာကတော့အညစ်အကြေးပေးချမ်းသွားတယ်ဆိုတာလည်းမရှိဘူးခေမံဘေးဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဘေးလဲခင်းနေတယ်အကောင်ဆုံးအမြင့်မားဆုံးမင်္ဂလာတရား၄ပါးပါနော်နတ်ကံပတိလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာတုံ့လုံမှုမရှိဘူးအတောကံလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာစိုးရိမ်ခြင်းမရှိဘူးဝိရဇံလောကရန်တရားတွေနဲ့တွေ့လို့စိတ်မှာနော် အညစ်အကြေးမျိုးတွေတင်သွားတာမရှိဘူးခေမန်ဘလို့လောကရန်တရားနဲ့တွေ့လို့မှစိတ်မှဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးတဲ့ဘလောက်ကောင်းတော့နော်အေတံမင်္ဂလမုဒ္ဒမအဲ့ဒါအလုံးမနမျက်နိုးစရာကောင်းတဲ့မင်္ဂလာတရားလို့ခေါ်တာအဲ့ဒါအမြဲတမ်းရော့အတိဘယ်ကိုတိပြီးတော့ရော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကိုကနော်အတူယူစရာအားကြစရာစံတစ်ခုကိုမှရှိနေရာရောက်တယ်ဟုတ်လား ။အော်ရဟန္တာရှင်မြတ်တေရဲ့စိတ်ဟာဘလို့အတွေ့အကြုံမျိုးနဲ့ပဲတွေ့တွေ့ဘလို့အခြေအနေမျိုးတွေပဲဖြစ်နေဖြစ်နေသူတို့ရဲ့စိတ်မှာတုံ့လုပ်တယ်ဆိုတာမရှိဘူး။စိုးရိမ်တယ်ဆိုတာမရှိဘူး။ကိလေသာမျိုးတင်းသွားတယ်ဆိုတာမရှိဘူး။ဘေးဖြစ်သွားတယ်ဆိုတာမရှိဘူး။အဲ့တော့ကျွတ်တို့ရွတ်ဆိုရတဲ့နားလည်မှုနဲ့ရွတ်ဆိုရတဲ့ပုံကိုယ်ရဲ့စိတ်ထဲမှာမဖြစ်သွားနိုင်တော့အားကြတဲ့စိတ်ဖြစ်သွားနိုင်တယ်။ငါလည်းအဲ့လိုဖြစ်ရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်။ အကယ်၍အဲ့ဒီအချိန်မှာကိုကနော်ဟိုထင်ရှားတဲ့လောကဓာတ်တရားတစ်မျိုးမျိုးတွေ့လို့နော်စိတ်ရဲ့တုံ့လုံမှုများဖြစ်နေမဲ့အခါကာလမျိုးကြုံရမယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီဂါထာမှာပါတဲ့အဆုံးအမလေးကသတိပေးနေရရောက်သွားလိမ့်မယ်ကိုရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထိန်းချောင်းပေးတဲ့အနေအထားမျိုးကိုလည်းရောက်သွားနိုင်တယ်မကောင်းဘူးလားအဲ့လိုဖြစ်မယ်ဆိုရင်ကာနာ ဒါကြောင့်လောကဓာတ်တရားနဲ့တွေ့ရင်ဘုံဘုံတို့ဟာတိတိငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားကြရမှာဘသူတွေကိုဘုံဘုံတို့စံထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားကြရမှာတော့ဖရာယန္တာရိယာပုပ်ကိုကြီးတွေကိုစံထားပြီးတော့ကြိုးစားကြရမှာဟုတ်လားမြတ်စွာဘုရားအဲ့လိုလည်းပဲတော့အတူယူအားကြပြီးတော့ကောင်းတဲ့ကောင်းကြိုးစားစေခြင်းနဲ့စိတ်တွေနဲ့ဒေသနာတွေအများကြီးဟောခဲ့တာရှိတာပဲလေမြတ်စွာဘုရားလက်ထက်က ရှင်ဗတ္တိယဆိုတာဒီတစ်ပါးရှိတယ်။အဲသူ့ရဲ့နာမည်အပြည့်စုံကလာကုံတကကဗတ္တိယတယ်။သူကအယက်ပုတယ်။ပုကွာကွာလေးဖြစ်နေတာ။ဒါပေမဲ့ရှင်သာရိပုတ္တရာဟောတဲ့တရားကိုနာယူပြီးတော့သူကရဟန္တာဖြစ်နေလား။နော်။တော့သူ့ရဲ့ဒီပုတဲ့အယက်နော်ရုပ်ဆင်းအင်္ဂါကိုကြည့်ပြီးတော့ပုထုရှင်ရဟန်းတွေကနော်စကြနောက်ကြတချို့လည်းပဲချစ်စနိုးနဲ့ နေရွက်ကလေးဆွဲကြနှာခေါင်းလေးဆွဲကြအဲ့လိုမျိုးပြောင်းညာနောက်ကြတာရှိသူဘလို့ချီနေမျိုးနဲ့ပဲကြုံကြုံသူ့ရဲ့စိတ်ထဲမှာဝမ်းသာတယ်ဝမ်းနေတယ်ဆိုတာမရှိဘူး။ तू ကအမြဲတမ်းပဂရီအေဂျင့်တည်ငြိမ်တဲ့စိတ်နဲ့နေနိုင်တဲ့အခြေအတွေရှိနေတာပေါ့။အဲ့တော့ယဟန်နေက နော်စကြနောက်ကြရင်းနဲ့ဘလို့မှတုံလို့မှုမရှိတဲ့အခါမှာတတိထားမိတယ်ပေါ့။ဩဘာပြောလို့မှစိတ်ထဲမှာဝမ်းသာတယ်ဆိုတာလည်းမရှိဝမ်းနေတယ်ဆိုတာလည်းမရှိ။ဒါသူ့ရဲ့အဲ့ဒီအရေးအသွေးကိုတတိမထားမိလို့ကိုသူတို့မရအောင်တတိထားမိတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်ကြတော့မြတ်စွာဘုရားက "तू ကယန္တာပုဂ္ဂိုလ်ဖြစ်နေ။အာသူ့ရဲ့စိတ်ကဘာတုံလို့မှမရှိဘူး။" ဲ့လိုမြတ်စွာဘုရားချီးမွမ်းပြီးတော့ဂါထာတပုတ်ဟောတယ်အဲ့ဒီဂါထာလေးလဲစောစောဂါထာလေးနဲ့တွဲပြီးတော့ရွတ်เสียအောင်တေလောယထာဧကကနောဝါတိနန္နသမိရတိဧဝနေနပတန္တာတုနတ်သမိဆန္တိပန္တိတာတေလောယထာဧကကနောဝါတိနန္နသမိရတိတကယ်ကိုကြောက်သားအတိပြီးနေတဲ့ကြောက်တောင်ကြီးတစ်ခုနော်မြေတောင်မဟုတ်ဘူးနော်ကြောက်တောင်ကြီးဟုတ်လား အဲ့ဒီကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလုံးကိုမရှိဘူးလေပဂရိကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးလေဘလောက်တိုက်လို့မှသူ့မှာတုံလို့တယ်ဆိုတာမရှိဘူးတဲ့တေလောယထာဧကကနောဝါတေနနာတမိရတိအေဝံနေနာပတန်တာတုနာသမိဇန်တိပန္ဒိတအဲ့ဒါလိုပဲတဲ့အတိညာဉ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာတနည်းအားဖြင့်လောကရန်တွေရဲ့အကြောင်းကိုကောင်းကောင်းနားလေတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာ ဧဝံနေနာပတန်တာတုနေနာဆိုတာဘာလို့ကဲ့ရတာပတန်တာဆိုတာချီးမွမ်းတာအဲ့လိုချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လေးတန်နေကြောင့်သူ့ရဲ့စိတ်ဟာတုန်လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လောကဓာတ်တစုံကလည်းပဲအလွန်စိတ်ဝင်စားတဲ့အကောင်တကယ်တမ်းကချီးမွမ်းတယ်ဆိုတာဘာလို့တာကိုယ်ကောင်းတယ်ထင်လို့ကောင်းတယ်လို့ပြောလိုက်တာ တချို့ကြတော့လည်းပဲကောင်းတယ်လို့တကယ်မထင်ဘဲနဲ့မြောက်ပင်ပြီးတော့စိတ်ထဲမပါဘဲနဲ့ကောင်းတယ်လို့ပြောလိုက်တာလည်းရှိနိုင်တယ်။ချီးမွမ်းခြင်းကလည်းယုံစားရတာမဟုတ်ဟုတ်လား။ကဲ့ရဲ့ခြင်းဆိုတာတပါတော့ကိုယ်မကောင်းဘူးထင်လို့မကောင်းဘူးလို့ပြောလိုက်တာ။ကောင်းတယ်လို့ထင်ပါလဲခင်နဲ့မကောင်းဘူးလို့တကယ်လည်းမထင်ပါဘဲနဲ့မုန်းလို့ကိုယ်တက်တမဲ့မကောင်းဘူးလို့ပြောတာလည်းရှိနိုင်တယ်။ဥထုဇဉ်တတ္တဝါတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာသိပြီးတော့မသေးရဘူး။ डाले हुए